ထောင်းတသက်အတွေ့အကြုံအပိုင်း1အဖွင့်1984ခုဇွန်လ30ရက်နေ့တွင်အချင်းထောင်လုတ်တက်34နှစ်ပြည့်ခဲ့ပြီလုတ်တက်ရအငိမ့်သာယူမီဆိုလျင်အချိန်ဆက်၍၄နှစ်ပင်ဆုံးခဲ့ပြီဖြစ်၏အနှစ်30တင်းတင်းပြည့်သည့်နေ့ကဒိုင်ယာယီစာအုပ်ထက်တွင် ပင်စင်ယူလို့ရပြီဟဲ့ကျုံဝါမှတ်သားခဲ့ဘူးသည်အသက်အရတော့60ပြည့်မှအငိမ့်သာယူနိုင်သည်ဖြစ်ငါးနှစ်ခန့်ကြံနေသည် မိတော်ဝင်ဖြစ်စေ34နှစ်ဆိုဒီမှာလူတယောက်ဤပြည့်မြတ်တတန်တဝက်ကျိုးကင်ဖြစ်၏ထောင်နံတသက်တွင်ကြသူတို့ထောင်တသက်အကျဉ်းသားဟုခေါ်လေးရှိရသည်ထောင်တသက်အကျဉ်းသားနှမျိုးနှစားရှိ၏ပထမဒန်းနှင့်ဒုတိယဒန်းဆိုလျှင်25နှစ်တတိယဒန်းဆိုလျှင်20နှစ်ထောင်ဒဏ်25နှစ်အပြစ်ကြသော ထောင်တသက်အကျဉ်းသားသည်ထောင်ထဲတွင်25နှစ်ပြည့်အောင်မနေရပါလျှော့ရက်သုံးပုံတစ်ပုံအထိရနိုင်သည်ဖြစ်၏ အများဆုံးနေရာမှာ16နှစ်ခတ်သို့တော့16နှစ်အထိနေရာတော့အကျဉ်းသားလည်းမရှိခဲ့အဘဲကြောင့်သို့တော့သာသနာတော်နှစ်1500တို့အထွေထွေလူငယ်ချမ်းသာကိုအမိတ်ဆက်တီတို့ကမကြမကြပေါပေါက်တရထောင်ထဲတွင် အများဆုံး10နှစ်ခန့်နေရာတော့ထောက်တသက်အကျဉ်းသားပင် ခရှားရှားအလားတူတွင် ထောင်နဲ့တသက်တကျွန်းကျသူစာပေသမားကို မတွေ့ခဲ့ဘူးသည်အများဆုံးထောင်ထဲတွင်3-4နှစ်နေသွားရသည် စာပေသမားတွေတော့အတော်ကလေးများခဲ့သည်သူတို့တွေပင် ထောင်အကြောင်းဒိုရီမဟုတ်ထောင်အတွေ့အကြုံများရေးမကုန်နိုင်အောင်ရှိကြလေရောအကျဉ်းထောင်လောက်တဲ့34နှစ်ပြည့်ခဲ့ပြီးသူစာပေသမားတယောက်နည်းနဲ့မိမိကြော်လွားဖြတ်တန်းလာခဲ့ရသည့်ခီးလန်းကိုမှတ်တမ်းတင်ရန်အချိန်ကျလာပြီးကိုကိုကိုမြင်လာမိသည်အမြင်ချင်းတော့တူကြည်မတူပင်ပြီးအကျဉ်းထောင်ကိုအုပ်ချုပ်ရသည်ထောင် move ထောင်ပိုင်းအမြင်ကတမျိုးအကျဉ်းထောင်ထဲတွင် အုပ်ချုပ်ခံရသည် အကျဉ်းသားအကျဉ်းသူတို့၏အမြင်ကတမျိုးတို့ရတွင်ထို့တို့အမြင်ချင်းမတူသည့်ကပလင်အကျဉ်းထောင်သမိုင်းကိုလေးလာလူသူသူတေသည်တို့အတွက်အကွက်ကောင်းတစ်ကွက်ဖြစ်ချင်ဖြစ်နေပါလိမ့်မည်အဘဲကြောင့်ဆိုသောရုပ်ရှင်ရိုက်သည့်အခါရှူထောင်ဆုံအောင်ရိုက်ကွင်းရိုက်ကွက်အမျိုးမျိုးပြောင်းလဲပြီးရိုက်ပြနိုင်လေလေရုပ်ရှင်ကြည့်ရှုသူတို့အတွက်ပိုပြီးအရသာပြပြဝဝခံစားရလေလေဖြစ်သောကြောင့်သည်ထောင်တသက်အတွေ့အကြုံရေးသားရာတွင်စာရေးသူသည် အကျဉ်ထောင်လောကကိုနောက်ခံထားပြီးစာပေစင်မြင့်ပေါ်တက်လက်ရသည်ဦးဖြစ်သည့်အလျောက်ထောင်နှင့်စာပေ စာပေနှင့်ထောင်မှာရေကိုတား၍အကြမ်းမထင်ပြီးတကယ်ခွဲခြား၍ရနိုင်မည်မဟုတ်ပေဤဒီပင်လည်းတနည်းတစ်ပုံအဖြစ်စာရေးသူလူဤဘဝကိုမှတ်တမ်းတင်ထားသလိုဖြစ်သွားနိုင်သည့်အတွက်ပုံမူပြည့်ပြည့်စုံသည်ဟုဆိုနိုင်မည်ထင်ပါသည်ဂျိမ်းဒါကတော့အင်းစိန်တောင်ဘူးကရှိရှိ တန်တကားမာကြီးပိတ်တန်ဖြစ်သည်ရင်နဂါပိတ်တန်နှင့်အတူမောင်မောင်၏ရင်ထဲမှာလည်းဒိန်ငနေညီသွားခဲ့သည်ကြောက်ကြလိုလိုယွန့်တလိုလိုအားငယ်စိတ်တွေလည်းအလိုလိုဝင်လာမိ၏ဘလို့ပါလဲအသက်20ရွယ်ကျောင်းမှထွက်စထောင်အတွေ့အကြုံမရှိသေးသည် ထောင်ဆိုလို့ရမဲသိန်းထောင်နှင့်မန်လေးထောင်ကသာအဝေးကမြင်ဘူးသူတယောက်ထောင်မှုတင်နှံတက်ရန်အတွက်အင်းစိန်တောင်ဘူးရတဲ့အဝင်းမြန်မာပြည်မှာတော့ အင်းစိန်ဆောင်ကအကြီးဆုံးမြန်မာပြည်မှာသာမကသေးအာရှအရှိမစစ်ကြိုခေတ်ကဒုတိယအကြီးဆုံးပထမအကြီးဆုံးကကာရာကတာထောင်အင်းစိန်ထောင်မှာမြန်မာပြည်အတွက်တော့ထောင်တက်ကြလို့ဟုဆိုလောက်ပါသည်ထောင်တွေမှာပုံစံအမျိုးမျိုးဖြစ်သည် ထောင်တိုင်းတွင်ဘူဝဟုခေါ်သည့်တကားမကြီးများရှိသည်ထောင်ဘူဝတွင်တကားမကြီးနှစ်ထက်ရှိ၏အချို့ထောင်များတွင်ရှိတကားကတန်တိုင်းတကားထား၏အချို့ထောင်များတွင်တစ်သားအပိတ်တကား ထားသည်ရှေ့ပိုင်းကတန်တိုင်တကားထားလျင် နောက်ပိုင်းကတစ်သားအပိတ်တကားထားသည်ဒိုရီမဟုတ် ရှေ့ပိုင်းကတစ်သားအပိတ်တကားထားလျင် အတွင်ပိုင်းတကားကိုတန်တကားဖြင့်လှုပ်ထားလျရှိသည်ထိုစဉ်ကအင်းစိန်ချောင်းဘူဝရှိတကားမှာတန်တကားဖြစ်၍မောင်မောင်တို့ထောင်မှုတင်နန်းသားများဝင်ပြီးသည်နှင့်ဂျိန်ငနေပိတ်လိုက်ခြင်းဖြစ်သည်တန်တကားကြီးဂျိန်ငနေပိတ်လိုက်သောအခါမောင်မောင်ရင်ထိန်ငနေဖြစ်သွားသည် တဆက်ထဲမှာပင်တောကလောက်ကြီးကိုတကားခွင်းတစ်ခုတွင်စွပြီးကြလောက်ကလည်းတောခတ်လိုက်ပြန်တော့ခါတန်ကားကြီးပိတ်သွားပြီတောကလောက်လည်းခတ်လိုက်ပြီးငါပြန်ထွက်လို့ပါရတော့ပါမလားအဲ့ဒါလိုမလိမ်မိုးမလိမ်မာကလေးတငယ်အတွေ့မျိုးဝင်ခဲ့မိသည်ရင်ဖို့ခဲ့ရသည်နောက်ပိုင်းထောင်မှုချစ်သွားပြီးမိမိဝင်ခြင်းသည့်အခါဖွင့်ပေး၍ထွက်ခြင်းသည့်အခါဖွင့်ပေးမှန်းတည်သွားသောအခါတွင်ပြက်တနာမှာရိုးသွားသည် ထမင်းစားရည်တော့ဖြစ်သွားသည် ဒါတော်မှထောင်မှုဖြစ်ဆက်ကအတွေ့အကြုံလေးတစ်ခုကို ရေးပြခြင်းသည်အကျဉ်းထောင်တွင်အဓိကကြသော လုပ်ငန်းကြီးနှစ်ရပ်ရှိနနက်ထောင်ခွင့်ချင်းနှင့်ညနေထောင်ပိတ်ခြင်းတို့ဖြစ်သည်ထောင်ထဲတွင်အများသူငါတွေတွေးကြသလိုမေးကြသလိုအကျဉ်းသားများကို အချိန်ရှိသည်၍အိတ်ဆောင်အတွင်သွင်းပြီးတောခတ်ထားသည်မဟုတ်ပေ။အိုယိုလေးဘက်လေးတန်အတွင် အိတ်ဆောင်များတိုက်ခန်းများအလုတ်ယုံများဆေးယုံ ထမင်းချက်ကိုစသည်အဖြစ်အဆောင်လိုက်။အိုယိုးငယ်များဖြစ်စေတန်တိုင်အကာရံများဖြစ်ဖြစ်စေကာယံထားသည့်ပရဝင်အတွင်းမှာနနမိုးလင်းတကားပွင့်ခြင်းကိုထောင်ဖွင့်သည်ဟုခေါ်၍ညနေမိုးချုပ်တကားပိတ်ခြင်းကိုထောင်ပိတ်သည်ဟုခေါ်ခြင်းဖြစ်သည်။အကျဉ်းသားလူပေါင်းစင်းအည်တွက်ကိုနနထောင်ဖွင့်တစ်ကြိမ်ညနေထောင်ပိတ်တစ်ကြိမ်ရည်တွက်ရသည်။ထိုအချိန်တွင်အကျဉ်းသားများသည်နှစ်ယောက်တည်းတွဲတန်းစီထိုင်နေကြပြီးထောင်မှုကိုယ်တိုင်လူရည်ပြတ်သည်။ နနက်ထောင်ဖွင့်လူပေါင်းစင်းင်းထဲမှာထိုနေ့လွတ်သွားသောလူနှင့်ရုံးထွက်သွားသူတို့ကိုနှုတ်ပြီးထိုနေ့ထောင်ကျလူတစ်များနဲ့ရုံးပြန်အချုပ်တို့ကိုပေါင်းလိုက်ရင်ညနေထောင်ပိတ်လူပေါင်းစင်းကိုက်ညီရမည်ဖြစ်၏ထောင်မှုတယောက်အနေနဲ့နနက်ထောင်ဖွင့်ခြင်းလူပေါင်းရည်တွက်ပြီးတကားဖွင့်ပေးရခြင်းကဘာမှမထောင်တာလာတော့လေညနေထောင်ပိတ်ခြင်းလူပေါင်းရည်တွက်ပြီးတကားပိတ်တော့ခက်ကပြန်ထွက်လာရခြင်းပင်မူရင်ထဲ၌ခံစားရသည် ငါသူတို့ကို ပိတ်ထားခဲ့ရပြီလောင်ထားခဲ့ရပြီသူတို့ရင်ထဲဘလို့နေရှာရပါလေဤခံစားမှုမှာထောင်မှုဖြစ်ဆကအပြင်းထန်ဆုံးဖြစ်ပြီးနောက်ပိုင်းတာဝန်ပဲလေဟုမိမိစိတ်ကိုမိမိဖြေနိုင်ခဲ့တော်လဲထောင်ဖွင့်ရသည့်တာဝန်လောက်ရင်ထဲမှာမပေါပားတာကတော့အမှန်ထောင်ဖွင့်ခြင်းတွင်တစ်ကြိမ်ထောင်ပိတ်ခြင်းတွင်တစ်ကြိမ်ခောက်သည့်တန်ချောင်းကတော့ဒေါင်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 ပထမ၃ရက်ကိုခက်မြန်မြန်ခောက်ပြီး နောက်ဆုံးတစ်ချက်ကို나이ဆိုင်ပြီးမှခောက်ချင်းဖြစ်၏အကျဉ်းသားများဖို့ထောင်ဖွင့်သည့်တန်ကြောင်းတန်သည်နဝင်ချိုလပ်ပြီးထောင်ပိတ်သည့်တန်ကြောင်းတန်သည်နားခါကြမည်ကိုလူကြိမ်းတွင်တွေးကြည့်လျင်ပင်သိတာနိုင်ပါသည်ထောင်မှုတင်နှံပြန်၍ဆက်ပါမည်ထိုစဉ်က1949ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းဖြစ်၍တင်နှံမှာ1950ခုနှစ်ဇန်နဝါရီလ၁ရက်နေ့တွင်စတင်ပြီဖြစ်သည်မောင်မောင်နှင့်အတူထောင်မှုတင်နှံတည်ရန် ရွေးချယ်ခြင်းခံရသည်20ကျော်ရှိသူတို့ယင်내တွင်ဘလို့အတွေးဝင်၏ဘလို့ခံစားနေကြလိမ့်မည်မသိထောင်မှုရတဲ့ဝင်ပြီးနောက်အိန္ဒိယလူမျိုးစည်ရဲ့ကြီးကလူတွေတယောက်ချင်းစစ်ဆေးသည်ထိုအချိန်ကမှတ်ပုံတင်မရှိသည်ထောင်မှုတင်နန်းတက်ရန်ထောင်မင်းကြီးလက်မှတ်နှင့်ခေါ်သောစာနှင့်စာမေးဝဲအောင်လက်မှတ်အင်းစိန်ခိုင်ဆရာဝန်ကြီးစေလက်မှတ်ထောက်ခံချက်တို့လောက်သာစစ်ဆေးနိုင်သည်စည်ရဲ့ကြီးကလူစစ်စစ်ဆေးပြီးနောက် ထောင်ပိုင်ကြီးကျောင်းကန်းတို့ခေါ်သွားသည် ထောင်ပိုင်ကြီးကျောင်းကန်းမှာထောင်ဘူးကတစ်ဖက်ကိုနေရာယူထား၍ကြံတစ်ဖက်တွင် ထောင်ပိုင်လေးကိုဒုတိယထောင်ပိုင်နှင့်ထောင်ဘူးကြီးတို့ထိုင်ကြသည်စည်ရေးဝန်ထမ်းများလည်းထိုအခန်းမှာပင် ထိုင်ကြ၍ထောင်ဘူးများကထောင်တွင်းရှိရုံးခန်းအသီးသီးမှာလူ၂၀ကျော်လုံးထောင်ပိုင်ကြီးရုံးခန်းတွင်တန်းစီ၍ရက်ကြရသည်ညနာတွင်ကြောက်ပေါက်မှထူလပြင့်နှင့်ဘဝဖိုင်ဖိုင်လူကြိုကြီးဖြစ်သည် မိခင်အိုကြီးကိုအလိုလိုက်၍ လောက်ကျွေးပြုစုနေသည့်နေရာမှာတော့နှစ်ယောက်ရှိနာမည်ကြီးသည့်ထောင်ပိုင်ကြီးနှင့်တူအနည်းရှိကလထိုင်တွင်အဆင့်တူထောင်ပိုင်ကြီးတစ်ယောက်လည်းထိုင်နေသည်အေးမင်းတို့နတ်ပြန်ကဇန်နဝါရီလတရက်နေ့ကတနင်္ဂနွေနေ့ဖြစ်တော့တနင်္လာနေ့ကစပြီးထောင်မှုတင်တန်းစတက်ကြရမယ်မင်းတို့ရဲ့တင်တန်းကျောင်းဆရာကြီးကတော့သူပဲမစ္စတာအေးခရစ်စနာတဲ့တို့လိုပဲလောက်တဲ့ရဲ့ထောင်ပိုင်ကြီးတစ်ယောက်ပေါ့တင်တန်းကာလ၃လအတွင်းမှာမင်းတို့တွေစီကန်းရှိရှိနဲ့ ကျိုးသိုးစားစားတင်ကြရမယ်။ကျန်တာတွေကိုတော့မင်းတို့ဆရာကြီးကဆက်ပြောလိမ့်မယ်။ထိုးစဉ်အခါမှာပဲညှော်နံတစ်မျိုးရလာသည်။အဝိစ္စမီးလောင်သည့်ညှော်နံမျိုးဖြစ်၏။ကျောင်းအောင်ဆရာကြီးကထောင်မူလောင်တင်နန်းသားတူဦးကိုလက်ညှိုးထိုးရင်းနှမ်းပြောလိုက်သည်။ဟဲ့တငယ်မင်းတိုက်ပုံအင်ဂျီတွေကမိခိုးတွေထွက်နေပါလား။မှန်ပါသည်။မောင်မောင်တို့အဖွဲထဲမှာရမဲတင်သားထောင်မူလောင် ကိုထိုးရင်သည်ထောင်ပိုင်ကြီးရုံးကမဝင်မီစီကရက်တောက်နေခဲ့သည် စေးကြီးကခေါ်လိုက်တော့ခါတောက်လက်ဆာစီးကရက်ကတဝက်မကျူးစီနှမျောဒီနဲ့မိတက်ပြီးမိသေးပြီးအထင်နဲ့တိုက်ပုံအင်ကြီးဘေးအိတ်တွင်ထည့်ထားခဲ့ရာကယခုတော့မိမသေးပဲတိုက်ပုံအင်ကြီးကိုမိဆွဲလောင်ခဲ့ခြင်းဖြစ်သည်အတိတ်နမိတ်လို့ဆိုခြင်းဆိုတော့ကိုထွန်းရင်တယောက်ထောင်မှုဖြစ်ပြီး3-4နှစ်လောက်အကြာပြဿနာဖြစ်ပြီးထောင်မှုအလုံးမှထွက်ခဲ့ရသည်ကျောင်းဦးဆရာကြီးကတင်နှံ့အတွက်လိုအပ်သည်များကိုမှာကြပြီးနောက်ထောင်ပိုင်ကြီးရုံးခန်းမှပြန်ထွက်လာခဲ့ကြသည် ဂျိဂျလောက်မမောင်တို့ထောင်ဖူးဝါမှပြန်ထွက်တန်တကားကြီးပိတ်ပြီးတော့ကလောက်ပြန်ခတ်စင်တွင်မူရင်နိုင်လိုက်ပေါ်သွားသလိုခံစားလိုက်ခဲ့ရတယ်